ဒီကောင်မသေးရင်ငါနဲ့ရန်သူဖြစ်နေတော့မယ်မိင်္ဂလာပါရှီမွန်နဲ့ချင်နေရကြိုဆိုပါရရှင်ဒီနေ့ပြောပြမယ့်ပုံမြင်လေးကတော့ဆရာကြီးလူလူဦးလာရဲ့တိုင်ခန်းတီပုံမြင်ဖြစ်တဲ့ I have main blushing နဲ့ဦးဖြစ်ပါတယ်အားပေးကြပါအောင်ရှင်ကြိုင်နေတဲ့တဲ့ဆိုရင် like subscribe နဲ့ share ပေးဖို့လည်းမမေ့ပါနဲ့နော်ဒီဗီဒီယိုကြည့်တဲ့အခါမှာလည်း ပြပြန်ခံပြီးကြည်ပေးဖို့လဲပန်ကြားပါရစီရှင် တခါကခမ်းတင်းလုံးနယ်မှာရှိတဲ့ရွာဒီရွာမှာဘုံကြီးကြောင်တကြောင်ဆောက်လို့ရအောင်ရွာအကြီးကဲကမနဲ့လင်းနာနဲ့အရွယ်ရောက်တဲ့ယောက်ျားတိုင်းလာပြီးလိုအပ်ပြီးကိုကြီးညာလိုက်ပါတယ်နောက်တနေ့မနစ်မှာတော့ယောက်ျားတွေကဒါဝါနီစတာတွေယူဆောင်ပြီးကျောင်းဆောင်မဲ့နေရာကို ရောက်လာကြပြီး တိုင်ထူတဲ့သူဟာထူ အမိုးမိုးတဲ့သူနဲ့စူပေါင်းဆောင်ရွက်ကြတာကြောင်းဆောက်လို့ပြီးသွားပါတယ်။ကြောင်းဆောက်ပြီးလို့ခေါင်းမိုးပေါ်ကလူတွေပြန်ဆင်းလာကြတယ်။ချမ်ပွန်းစွမ်းဆိုတဲ့ဗလာကြီးကတော့ငါ့ကိုစီးဖမ်းနိုင်မဲ့သူရှင်ငါခေါင်းမိုးပေါ်ကခုန်ဆင်းမယ်လို့လက်ခမောင်းခပ်ပြီးကြီးညာလိုက်တာ။ချမ်ဆန်ဝါဆိုတဲ့ဗလာကြီးကငါဖမ်းမယ်လို့ပြန်ပြေးလိုက်ပါတယ်။အဲ့ဒီအခါပွန်းစွမ်းကတင့်နှစ်သုံးဆိုပြီး ခုံချလိုက်ပါတယ်အောက်ကဆမ်ဝါကလည်းပွန်ဆွန်ကိုအသာစီးပြီးဖမ်းလိုက်ပေမဲ့ဆမ်ဝါရဲ့စိတ်ကမနာလိုစိတ်ရှိတော့မတိမတာစောင့်ရမ်းလိုက်တော့ပွန်ဆွန်မှာခါစီယိုလွဲသွားပါတယ်ပွန်ဆွန်ကတောင်ပေါ်ဒေသမှာရှိတဲ့ကချင်မိတ်ဆွေကိုကျွဲတကောင်ပြီးပြီးစေကူတာခံယူပါတယ်။၃လကြာတော့နာနေတဲ့ခါကဘက်ကရီအတိုင်းပြန်ကောင်းလာတာ။ ပေါင်းဆောင်ကသူ့ရဲ့ခွန်အားဟာအရင်တိုင်းရှိမရှိသိချင်တော့ကျွေးတစ်ကောင်ကိုတွန်းပြီးအာဆန်းကြည့်တာမူလတိုင်းရှိနေတာကိုသိရလို့သူ့ရဲ့နေရက်ကို ပြန်မာတော့တယ်။ရွာပြန်ရောက်ပြီးတဲ့နောက်မှာအိမ်ဆောက်ဖို့အတွက်အေရီမြဖျားဘက်ကိုတယောက်ထဲသွားပြီးတော့တေဝါတိုင်းမျိုးကိုခုတ်ယူပါတယ်။ဆမ်မွာကပေါင်းစွမ်းမသေးပဲပဂတိကျန်းကျန်းမာမာနဲ့ပြန်ရောက်လာတာရဲ့ အေယာဝီမြညာဘက်ကိုတေဝါခုတ်သွားတဲ့အကြောင်းကိုသိရတော့သူပုံးစွာအပေါ်အပြုတ်မှုမှားခဲ့တာကိုလက်ပြမလုံဖြစ်နေတာပါဒီကောင်မသိရင်ငါနဲ့ရန်သူဖြစ်နေတော့မေးဒင်းကိုအပြစ်ရှာပြီးအမြင့်ဆုံးတပ်ပြင်မှရန်ငိမ့်မယ်လို့ဆံမွာကတွေးပါတယ်ဒါကြောင့်ပုံးစွာပြန်လာမဲ့ရေလမ်းမှာခိုင်ခန့်တဲ့စေကြီးဆောက်ထားတယ် သူကိုယ်တိုင်လည်းဆယ်ကြီးရဲ့အနာမှာပုံပြီးနေတိုင်းစောင့်ပါတယ်။မကြာခင်ပုံးစွမ်ကတဝါတွေကိုမြေချောင်းတိုင်းစုံမျောလာခဲ့တော့ဆံမွားကတဝါတွေစုံမျောလာတာဘသူလဲ။ငါဆယ်ကိုနည်းနည်းလေးမှမပျက်စီးစေရ။ပျက်စီးအောင်လုပ်သူဟာဓားစာတင့်မယ်လို့ကျင်းဝါပြီးအော်ပြောလိုက်ပါတယ်။အဲ့ဒီအခါမှာပုံးစွမ်ကတော်ကြီးတဲ့ဝင်ပြီးတော့ຫນွေကျိုးရှား တိဝါအားလုံးကိုခိုင်ခိုင်ခခချီနောင်ပြီးမြစ်ထဲကနေကုန်းမော်ကိုဆွဲတင်ပြီးသူ့အိမ်အရောက်ကုန်းပြောင်းကနေဆွဲယူသွားပါတယ်။အဲ့ဒီအချိန်ကစပြီးတော့ပေါင်းစံကလည်းဆန်ဝါဟာငါ့ကိုတက်တက်ရန်ရှာတာဖြစ်တယ်။သူမတည်ရင်ငါ့ကိုအမြဲပဲရန်ရှာပြီးနေလိမ့်မယ်လို့စဉ်းစားပြီးဆန်ဝါကိုတက်ဖြစ်ဖို့ချက်ကောင်းကိုစောင့်နေပါတော့တယ်။ဒီနေ့မှာတော့ဆန်ဝါဟာ နံပလက်ချောင်းရဲ့လူပြတ်တဲ့တနေရာမှာခေါင်းလျှော်နေခြင်းတစ်ဖက်ကန်းကပေါ်ဆွင်ကလည်းအတင်းဆောင်နေတဲ့နေရာကနေလှန်နဲ့ပြစ်ထိုးလိုက်တာလှန်ကစံဝါရဲ့နဘေးကိုထုတ်ချင်းပေါက်ပြီးကမ်းပါးကိုစူးဝင်သွားပါလေစံဝါကရုတ်တရက်လဲကျသွားပြီးမယ်အသက်ရှိနေသေးတော့သူ့ဓာတ်ရှိရာကို တွားသွားပြီးဓာတ်ကိုလှန်ယူပြီးမြဲမြဲဆုံရင်းလဲနေပါလေ တစ်ဖက်ကန်းကပေါင်းစုံကလည်းရန်သူသေးပြီးအထင်နဲ့ချောင်းကိုကူခတ်လာပြီးနိငုံကနိုင်မီရန်သူကိုငါအောင်မီလို့ကြုံသွားပြီးဆန်ဝါရဲ့ကိုဘော်ကိုခုနှစ်ကျင်းပြည့်အောင်အပြန်လန်ခုံပြီးကြော်လွားနေတော့တာပါအဲ့ဒီအချိန်မှာဆန်ဝါကအာတင်းအန်ကျိပြီးဓာတ်နဲ့အတကုံဝင်ခုတ်လိုက်တာမှာပေါင်းစုံရဲ့ခန္ဓာကိုယ်ကလည်းနှစ်ပိုင်းပြတ်ပြီးနှစ်ဦးစလုံးအဲ့ဒီနေရာမှာပဲ ပွဲချင်းပြီးတည်ဆုံသွားကြပါလေခွန်အားပလကြီးမတူနှစ်ဦးကတူပေါ်တူဒေါသမာနာကြီးစွာထားကြလို့နှစ်ဦးစလုံးအကျိုးမဲ့တည်ဆုံပြီးဇက်သိမ်းသွားကြရပါတော့တယ်ပုံမြင်လေးရတော့ဒါပါပဲရှင်အဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်ဆုံတွေ့ကြအောင်ပါရှင်